ကဲငွေလာပါလို့တော့တဲ့ကချန်နယ်ကနေအရောက်တိုင်းကိုတစ်ဖက်ပြန်လည်ပြီး no screen ဆက်လိုက်ပါတယ်ကျွန်တော်ရဲ့ channel ကိုအစီအမဲအပိတရှိပြီးအရောက်တိုင်းကိုလည်းအထူးပဲကြည့်လို့တင်နေဒီနေ့ရကျွန်တော်တင်ဆက်ပေးမယ့် video လေးကတော့ကိုစီကိုနာငယ်ရဲ့ reaction လေးပဲဖြစ်တယ်ဒီကနားဆင်ကြရအောင်နော်လက်ရှိရန်ကုန်ကစ်တစ်ကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလေထပ်ပြေးလွတ်မြောက်လာတဲ့ခင်မုန်းဖြစ်သူမှာစစ်တပ်ရဲ့နှိပ်စက်မှုခံထားရတဲ့ဥကောင်းကွဲဒဏ်ရာနဲ့မျက်နာပါဖူးယောင်နေတာတွေကို အတိုင်းသားမြင်တွေ့နေရပါတယ်။အောက်တိုဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲကမ်ဘလူးမြို့နယ်ရွှေဘိုမြကြီးနားလမ်းမိုင်းကစပယ်နှစ်သားပူစော့တီအထိုင်စခန်းမှာရှိတဲ့အကြက်ဖက်စစ်သားတွေနဲ့ပူစော့တီတွေဟာဒဇယ်မြို့နယ်မှာကထိန်ခင်းဖို့ထွက်လာတဲ့ညောင်ကုန်းကျေးရွာနေဦးကျော်မြို့နယ်ဒေါ်အေးမဦးဆိုသူတို့လင်မယားနှစ်ဦးကိုဖမ်းဆီးခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက်အကြက်ဖက်စစ်တပ်နဲ့ပူစော့တီတွေဟာ ဒေါ်အေးမာဥဝစ်စားထားတဲ့ရွှေတဲ့လက်ဝတ်ရင်နာတွေကိုချွတ်ခိုင်းပြီးဆိုင်ကကူပါလူယူပြီးတာနဲ့လူကိုပါမတင်းကျင်ပြီးမှတပ်ဖြတ်လိုက်ကြတယ်ဆိုပါလေတပတ်ကခင်မိုးဖြစ်သူဥကြုံမျိုးကိုလေစစ်သားတွေနဲ့ပစ္စတိတွေကထိုးကျိတ်ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တဲ့အချိန်ခင်မိုးဖြစ်သူကတော့အဲ့ဒီကနေရုံးကန်ရင်းနဲ့တော်လိုင်းတက်တူရှိရဘက်ကိုထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ကမ်လူခိုင်ပီဒီအမှတ်3တက်ရင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါလေဒီလိုဖြစ်စဉ်တွေကြောင့်ပဲခီးသွွားပြည်သူတွေအနေနဲ့ အကြံဖတ်စစ်တပ်တပ်စခန်းတွေရှိရာနေရာတွေကိုဖျက်ဆီးသွားလာတဲ့အချိန်အထူးသတိပြုသွားလာကြဖို့ကိုလည်းကမ်ဘလူခိုင်ပီတီအမှတ်3တရင်ရဲ့တာဝန်ရှိသူတို့ကသတိပေးပြောဆိုထားပါသေးတယ်ခင်ဗျအကြံဖတ်မင်းအွန်လိုင်းကတူလောက်ခံရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့လုပ်ငန်းတာဝန်ဖြစ်တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေစီစစ်မှုကိုသူကိုယ်တိုင်လုပ်နေပြန်တယ်ဆိုပြီးအတီလင်းထုတ်ပြောခဲ့သလိုမဲဆွဲစီယုံရေးအတွင်စစ်တကူဝေဖန်တက်ခိုက်ရင်းအမှန်လောက်အဖြစ်ကနေပယ်ဖြတ်နိုင်တယ်ဆိုပြီးတော့ပါချင်းချောက်ပြောဆိုတော့ပါလေတာကူတော့ အော်တိုဘလ15ရက်နေ့ကပဲသူတို့စစ်တပ်ကလုတ်တဲ့ NCA စနစ်ပြည့်အခမ်းအနားမှာအကြံဖတ်မင်းအွန်လိုင်းကိုတိုင်ပြောဆိုတွားပြန်တာပါအဲ့ဒီမှာအကြံဖတ်မင်းအွန်လိုင်းကလက်ရှိသူတို့စစ်တပ်ကလုတ်မဲ့ရွေးကောက်ပွဲအတူကြီးမှာဝင်ပြိုင်ဖို့စည်ရင်းပေးထားတဲ့ပါတီဟာ58ခုရှိတဲ့အကြောင်းကိုစလေလောင်းက9000ကျော်ရှိတဲ့အကြောင်းအဲ့ဒီကိုစလဲတွေကိုသူကိုယ်တိုင်စီစစ်နေတဲ့အကြောင်းတွေကိုပြောသွားပြန်တာပါ။ဒါပြင်မဲဆွဲစည်းရုံးမှုတွေလုတ်တဲ့အချိန်မှာလည်း သူတို့စစ်တပ်ကဝေဖန်တိုက်ခိုက်ရင်အမတ်လောက်အဖြစ်ကနေပယ်ဖြတ်နိုင်တယ်ဆိုပြီးတော့လဲအကြံဖတ်မဲအွန်လိုင်းကအဲ့ဒီအခမ်းအနားမှာပဲချိန်ချောက်ပြောဆိုသွားပြီးသူတို့ထုတ်ပြန်ထားတဲ့စစ်တပ်ကဝေဖန်တိုက်ခိုက်တာမျိုးစစ်တပ်ကပြိုကွဲအောင်ပြောဆိုတာမျိုးစစ်တပ်ရဲ့ဂုံတိတ်ခါထိခိုက်အောင်ပြောဆိုတာမျိုးတွေမလုပ်ရဘူးဆိုတဲ့အချက်၉ချက်ပါကြီးညာချက်ကိုလဲလိုက်နာရမယ်ဆိုပြီးတော့ပါချိန်ချောက်ပြောဆိုသွားပါသေးတယ်ဒါနဲ့ပတ်သက်ပြီးစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့တတိပုဂ္ဂလလွတ်တော်ကုစလေလောင်းတူဦးကလည်း မဲအွန်လိုင်းပြောတဲ့အတိုင်းပဲသူတို့ကလည်းအောက်ခြေမှာမဲဆွဲစီယုံရင်လုတ်တဲ့အချင်းစစ်တပ်ကိုဝူပန်တက်ခိုက်တာတွေလုပ်ရင်အေးအေးယူခံရနိုင်တယ်ဆိုပြီးတော့ပါအတီလင်းတတိပေးထားသေးတယ်လို့ပြောထားပါတယ်ဒါအပြင်လက်ရှိစစ်တပ်လက် အောက်ခံရွေးကောက်ပွဲကော်မရှင်ဆိုတဲ့အဖွဲ့ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးမှာနိုင်ငံရေးပါတီတွေရဲ့ဟောပြောစီယုံမှုစာမှုတွေကိုစီစစ်အောင်မှာဖြစ်ပြီးအဲ့ဒီမှာသူတို့မကြိုက်တဲ့အကြောင်းအရာတွေပါရင်ပြင်ဆင်ရေးသားခိုင်းတာတွေခွင့်ပြုမိတ်ထုတ်ပေးတာတွေကိုဆောင်ရွက်မယ်ဆိုပြီးတော့လေ ခတ်တီတီနဲ့ထုတ်ပြန်ထားသေးတယ်လို့တစ်ဖက်ကအကြံဖတ်မင်းအောင်လိုင်ကတော့အဲ့ဒီတူလောက်ခံရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့လုပ်ငန်းတာဝန်ဖြစ်တဲ့လွတ်တော်ကိုယ်စားလှယ်လောင်းနေစီစစ်မှုကိုသူကိုယ်တိုင်လုပ်နေတဲ့အကြောင်းနဲ့မဲဆွယ်စည်းရုံးရေးအတွက်စစ်တပ်ကဝေဖန်တိုက်ခိုက်ရင်အမှန်လောက်အဖြစ်ကနေပယ်ဖြတ်နိုင်တယ်ဆိုပြီးတော့ပါအတိအလင်းချင်းချောက်ပြောဆိုထားပါသေးတယ်ခင်ဗျ။တာကူတော့အော်တိုဘားလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲမလေးရှားနိုင်ငံကွာလာလမ်ပူမှာပြုတ်လုပ်တဲ့ ASEAN EU အရပ်ဖက်လူမှုအဖွဲ့အစည်းများဖိုရမ်နဲ့ လူခွရေးဆိုင်ရာအာဆီယံ EU မူဝါဒဆွေးနွေးပွဲမှာဥရောပသမဂ္ဂရဲ့လူခွရေးဆိုင်ရာအထူးကိုယ်စားလှယ်ကိုင်ဇာအိုလိုဂရန်ကတရားဝင်အတီလေးပြောဆိုလိုက်တာပါအဲ့ဒီမှာအဓိကပြောသွားတာကတော့လက်ရှိမြန်မာနိုင်ငံမှာစစ်တကလုံမဲ့ရွေးကောက်ပွဲဟာယုံကြည်စိတ်ချရတဲ့ရက်လက်မထွက်နိုင်တဲ့အကြောင်းအနောက်နိုင်ငံတွေအပေါ်ဝင်မြန်မာရေးလိလာစောင့်ကြည့်သူတွေကပါမြန်မာစစ်တရဲ့ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်ပြီး သူတို့စစ်တပ်အုပ်ချုပ်မှုကိုတရားဝင်ဖြစ်အောင်ရည်ရွယ်ထားတဲ့ဟန်ပြရွေးကောက်ပွဲတာဖြစ်တဲ့အတွက်လေလာဆောင်ကြီးအဖွဲ့တွေစစ်လွတ်ဖို့မရှိဘူးလို့ဥရောပသမဂ္ဂအထူးကိုယ်စားလှယ်ကိုက်ဇာအိုလိုဂရန်ကတရားဝင်ပြောဆိုလိုက်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ2021ခုနှစ်စာနာသိမ်းပြီးကလေးကနိုင်ငံတကာနေမည်အများအပြားကိုတိမ့်ပိုက်ခဲ့တဲ့လက်နက်ကင်တော်လန်ပုံကံမှုတွေဟာအခုအချိန်ထိဆက်လက်ဖြစ်ပေါ်နေတဲ့အတွက်အကြံဖတ်မြန်မာစစ်တပ်ကိုယ်တိုင်ကလည်းသူတို့လုံမဲ့ရွေးကောက်ပွဲဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ ရာနှုံးပြေမကျင်းပနိုင်ဘူးဆိုပြီးတော့ပါတို့စစ်တပ်ကိုတိုင်းကပဲထုတ်ဖော်ဝန်ခံထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့မြန်မာစစ်ကောင်းဆောင်တွေနဲ့ဒေသနိုင်ငံရေးသမားတွေရဲ့ကြောထောက်နောက်ခံပေးမှုနဲ့မြန်မာနိုင်ငံမြောက်ပိုင်းကရာဇဝတ်ကိုင်းတွေဟာတရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားခဲ့တဲ့ဆိုပြီးတရုတ်နိုင်ငံကမြန်မာနိုင်ငံအထိလာဖမ်းသွားတဲ့စစ်တပ်လက်အောက်ခံကုကံပြည်သူစစ်ကောင်းဆောင်ဝေဆန်းကထွက်ဆိုခဲ့တယ်လို့တရုတ်အစိုးရပိုင်း CCTV ရုပ်သံမှာဖော်ပြသွားပါတယ်။ဒါကတော့အောက်တိုဘာလ15ရက်နေ့ကပဲ တရုတ်အစိုးရပိုင် CCTV ရုပ်သံမှာလက်ရှိတရုတ်နိုင်ငံအတွင်းဖမ်းဆီးထားတဲ့ online ကြားဖြတ်နဲ့ရာဇဝတ်မှုတွေအတွက်တန်တရာရှိသူမြန်မာစစ်တပ်လက်အောက်ခံကိုကံပီသူစစ်ခေါင်းဆောင်ဝေဆန်းနဲ့အင်တာဗျူးကိုထုတ်လွှင့်ပြသခဲ့တဲ့ရုပ်သံတွေမှာအဲ့ဒီလိုဝန်ခံထွက်ဆိုသွားတာပါအဲ့ဒီမှာမြန်မာစစ်တပ်လက်အောက်ခံကိုကံပီသူစစ်ခေါင်းဆောင်ဝေဆန်းကသူတို့ဝေမီသားစုကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုမြန်မာစစ်ခေါင်းဆောင်တွေနဲ့ဒေသနိုင်ငံရေးသမားတွေကကြောထောက်နောက်ခံလုတ်ပိုင်ခွင့်ပေးတဲ့အကြောင်းကစပြီး မြန်မာနိုင်ငံမြောက်ပိုင်းကရာဇဝတ်ကိုင်းတွေဟာတရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားခဲ့တယ်ဆိုတဲ့အကြောင်းတွေအဲ့ဒီတရုတ်နိုင်ငံမှာဖမ်းဆီးခံထားရတဲ့မြန်မာစစ်တပ်လက်အောက်ကကိုကံပြည်သူစစ်ခေါင်းဆောင်ဝေဆန်းကဝန်ခံထွက်ဆိုတော်တာပါအဲ့ဒီလိုဝန်ခံထွက်ဆိုထားတဲ့ကိုကံပြည်သူစစ်ခေါင်းဆောင်ဝေဆန်းအပါဝင်လောက်ကင်ဒေတာကကြားဖြန့် online ငွေလိမ်လဲဂိုင်းရဲ့အဓိကတရားခံဖြစ်တဲ့စစ်တပ်လက်အောက်ကကိုကံပြည်သူစစ်ခေါင်းဆောင်ပယ်ဆောက်ချိန်နဲ့ပူပေါင်းအဖွဲ့ဝင်စုစုပေါင်း၁၀ဦးကိုအကြမ်းဖက်မင်း online ခေါင်းဆောင်နဲ့မြန်မာစစ်တပ်ကိုယ်တိုင်ကပဲ သူ့လောက်ကလူတွေကိုနေပြီးတော့လေစစ်ကနေတဆင့်တရုတ်လက်ထက်လွှဲပေးလိုက်တာပါလက်ရှိမှာတော့အဲ့ဒီမြန်မာစစ်တပ်လောက်ကကိုကံပြည်သူစစ်ခေါင်းဆောင်ဝေဆန်းတဲ့မိသားစုကိုတရုတ်နိုင်ငံကဖမ်းဆီးထားရကနေလူတက်မှုလိန်လယ်မှုတံပေးဆွဲမှုလောင်စာလုပ်ငန်းတွေလေပတ်မှုပြည်သူစီယုံမှုနဲ့မူရစေဝါရောင်းဝယ်ဖောက်ကားမှုတွေအတွက်တန်တရားရှိသူတွေအဖြစ်တရုတ်အစိုးရကအောက်တိုဘာလ15ရက်နေ့ကပဲထုတ်ပြန်ခဲ့ပါတယ်ခင်ဗျတဖက်မှာတော့ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာအကြပ်ဖက်စစ်တပ်ရဲ့ခလရ85က စစ်မှုရန်တပ်သားတစ်ခွနဲ့ဦးဟာ KNL တက်စီမှာအပြုံလိုက်အလင်းဝင်ရောက်လာကြတယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့အောက်တိုဘာလ15ရက်နေ့ကပဲကြောက်ကြီးမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ခလာရ85အတွင်းအပုတ်ခံရတဲ့စစ်မှုရန်တပ်သားတစ်ခွနဲ့ဦးဟာ KNL တက်တွေရှိရာဘက်ကမရမကထွက်ပြေးလာကြပြီးအပြုံလိုက်ကိုအလင်းဝင်ရောက်လာကြတယ်လို့ဆိုပါတယ်။အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုရန်တပ်သားတစ်ခွနဲ့ဦးစလုံးကို KNU ကကောင်းကောင်းမွန်မွန်လက်ခံစောင့်ရှောက်ပေးထားပြီး သူတို့ဟာစစ်မှုထမ်းအပတ်စဉ်9အပတ်စဉ်10နဲ့အပတ်စဉ်73ကသူတွေဖြစ်တယ်လို့လည်းဆိုထားပါတယ်။တစ်ဖက်မှာတော့အကြံဖက်စစ်တပ်ကသူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်တွေအတွက်လူငယ်တွေကိုနေရာဒေသအသီးသီးမှာပေါ်တာဆွဲဖမ်းဆီးတာတွေတောက်လျှောက်လုပ်နေပြီးစစ်သားတွေစုဆောင်းနေသလိုတစ်ဖက်မှာလည်းအဲ့ဒီလိုစစ်သားတွေစုဆောင်းခံရတဲ့လူငယ်တွေဟာရှေ့တန်းတွေအပိုခံရတဲ့အချိန်အခွင့်အရေးရတာနဲ့အခုလိုတော်လိုင်းတက်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာဒုနဲ့ဒေးကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ ့မှာတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်က main လက်ပတ်နဲ့၄ကီကိုဘက်ကအချမ်းပစစ်တပ်နဲ့ BGF တပ်တွေပေါင်းပြီးအလုံးအင်းနဲ့စစ်ကြောင်းထိုးနေပြန်တဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပြီးထိုင်းနိုင်ငံဘက်အချမ်းကိုပါမြန်မာဘက်ကကြည်တွေကြားရောက်မှုရှိနေတယ်လို့ကရင်စစ်ရေးတရင်ရှင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။တစ်ဖက်မှာတော့အချမ်းပစစ်တပ်ကမိုးမိန်နဲ့နမ်ဒူမြို့နယ်တွေမှာရှိတဲ့ရဲသားပြည်သူတွေနေထိုင်ရာနေရာတွေကိုတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေးနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားပြန်တဲ့အတွက် ပြည်သူတို့ဒဏ်ရာရထားပြီးနေအိမ်တွေနဲ့ကားတွေပါပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားသလို TNL ကလည်းထုတ်ပြန်ထားပါတယ်။ကဲဒီမှာစစ်ခွေးငထိုင်ကိုစီရဲတဲ့ကိုစီကိုပြောထားတယ်ကြည်ပါပါဆိုတော့ဘာပြောထားလဲကျွန်တော်တို့ကြည်ပါမယ်နော်။ရေရှင်လောက်မှကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ပြောရမယ်ဗျ။ကျွန်တော်ပထမဆုံးပြောခဲ့တာရှိတယ်ကိုစနေရှိကောင်ပြောပြောပြောပါဗျာ။ဟောတော့ပါလေ။ဟောကိုစနေရှိကောင်တကယ်ပဲကိုစနေရှိကောင်လား။ဟမ်တကယ်ပဲလား။တကယ်ပဲသူ့ရဲ့အကောက်က68ကောက်ဖြစ်သွားပြီလား။ ။ဓာတ်ဒီလိုកောင်မျိုးတွေ ਨੇ ကျွန်တော်တို့နှိုင်းရှင်မယ်ဆိုရင်ဟိုကိုရိမိတ်ဆွေတွေနောက်တဲ့ကျန်းလူရအောင်စီးရဖန်လာပါရဲ့။အမှန်အမှန်ဒါဟိကိုကိုထင်မှားတာကဟိုမှာရေးထားတာငစီကိုနည်းနည်းဆုံးမှပဲအောင်ပြောထားတာလေ။မင်းကိုနှိုင်းရှင်တယ်ဘယ်လိုပြောလို့လဲ။ဟမ်။ဟာဒါဟိကိုနှိုင်းနှိုင်းရှင်ကထိကျင်းနေတာလား။ဟာဟိုကပြောထားတာမင်းကိုပါငစီကိုဆုံးမှပဲအောင်ပြောထားတာလေ။ဟမ်။မင်းအဲ့ဒီကောင်မျိုးနေနဲ့နှိုင်းရှင်စီးရဖန်ပါလေဆိုဟိုကလာပြောထားတာမင်းပြောတာဘာမှမဆိုင်ပါလား။ ဟမ်နောက်ပြီးတော့မင်းကကိုဗီဒီယိုဖိုင်တင်ပြောထားတာဘယ်နှဖိုင်ရှိခဲ့ပြီလဲဟမ်တင်လဲပြောတယ်ငါပြန်စော်လိုက်ရင်ဘာဖြစ်လဲစောက်ရက်ပွဲပြီးတော့အဲ့ဗီဒီယိုဖိုင်ပြန်ဖြတ်ချလိုက်တယ်ဟမ်နောက်တစ်ခါပြန်တင်တယ်ပြောတယ်ငါမင်းကိုပြန်ပြီးအမီနေပေးလိုက်ဘာဖြစ်လဲစောက်ရက်ပွဲပြီးဗီဒီယိုဖိုင်တော့ပြန်ဖြတ်ချလိုက်တယ်မင်းအဲ့လိုလုပ်နေတာဘယ်နှကြိမ်ရှိသွားပြီလဲဟမ်မင်းမယောက်ျားလို့ထင်တာငါထဲဟုတ်လားယောက်ျားပိသားစမ်းပါတိလိုက်ယောက်ျားပိသားနော်မင်းနဲ့ငါအပြင်မှာလည်းမသိဘူးဘာကောင်းမှလည်းမသိဘူး ဒါပေမဲ့မင်းပေါက်ပန်း60တွေပြောလို့ငါရဲ့အလုတ်ကမင်းတို့အဲ့ဒီမင်းတို့ပဲအချမ်းအကောင်တွေပေါက်ပန်း60မဟုတ်ကဟုတ်ကပြောရင်ငါအကုန်ဝင်ထောက်တယ်နော်အဲ့ဒါငါအလုတ်ပဲအဲ့ဒီအတွက်မင်းပေါက်ပန်း60ပြောတာသူကငါဝင်ထောက်တယ်ဒါပဲမင်းနဲ့ငါနဲ့အကန့်နော်မင်းတို့ဘလူးမန်နဲ့နှိုင်းရှင်မနေဘူးတိလားအဲစူပီတိုင်းနှိုင်းရှင်ကတိမနေနဲ့ဟာမန်တို့တို့မဲ့လာလာမရှင်နဲ့ဆိုအဲ့လိုကောင်မျိုးနေလေဟာမှတ်တောင်ထားအောင်မယ်ဟမ်ကျွန်တော်တို့စီးရဖန်လာပါရကျွန်တော်တို့မနာဘူးအဲ့ဒီလိုကောင်မျိုးတွေကျွန်တော်တို့နိုင်နေခါကျကျွန်တော်နာတယ် မင်းဘလူမင်းဘလူနိုင်လို့လေလို့ဟိုကပြောတာစုံးမပေးဘူးပြောတာလေဘတအားကြီးကိုစွတ်နိုင်ငံရှိထိချင်းနေတယ်ဗာငါထိန်ရငါစိတ်ကြည့်ပါတော့ကွာအဲကျွန်တော်မိဘတော်ပြောရဲအဲ့ဒီကောင်နာမည်ကိုဟိုဗဇပြားတော်မထွက်မိရှင်နေတယ်နော်ရိုင်းဆိုင်လို့နော်ဒါကျွန်တော်မိဟာလေကျွန်တော်ခရီးပြလာတာဖြစ်တယ်နောက်တစ်ခုကကြတော့ဟာအဲ့လားဆိုဂျိမ့်နေပြီမင်းမေရပေါက်ပန်း၄၀အောက်တန်းစားပဲဖြစ်မှာဟမ်ငါတို့မေဆိုငါတို့မေမတေကင်းရတော့ကပြောရတယ် သူများနဲ့ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘာဖြစ်တာလဲဆိုတော့အရင်မေးတယ်။ဘာလို့ဆိုတော့မိမဝိတရားဆိုတာမကောင်းမြတ်တာကောင်းရညွန်လက်အတက်တင်စီဟုတ်တယ်နော်မကောင်းမြတ်တာကောင်းရညွန်လက်ငါတို့မိမတွေငါမေမတေတေရတေွားတယ်မတေခင်ထိလားဘယ်တော့မှအပြင်းနဲ့လူဖြစ်တာငါသားမှန်ပါတယ်ဘယ်တော့မှထွက်မလို့ငါသားကဘာဖြစ်တာလဲဟိုကဘာဖြစ်တာလဲအကောင်းအဆိုးအကြောင်းအကျိုးတူအရင်တုံးတက်တယ် တုံးတက်ပြီးမှနေသူများအောင်ဆိုမဟုတ်တာမလုပ်ပါဘူးနေသူများအောင်မဟုတ်တာမပြောပါဘူးမမှန်မကန်စကားနေမပြောပါဘူးထိုင်နာစမမှတ်ထိုင်ငါတို့မေကအဲ့လောက်ထိသုံးပါလားเนาะအဲ့ဒါမှမိဖအခုမင်းမေကမင်းနဲ့ငါနဲ့ကိစ္စဘာမှမတည်ပဲနဲ့အဲ့ဒီကောင်ကြောင့်ပစားရပြီးရိုင်းဆိုင်လို့ဆိုတော့အဲ့ဒါဆိုမင်းတို့ငါပြောမယ်ကွာလူတယောက်ကစကားပြောရိုင်းတယ်ဒါပေမဲ့မဟုတ်မမှန်တာကိုတစ်ဖက်သားပေါ့မစွတ်စွဲဘူးမကောက်ပါဘူးမယုံပါဘူး तू ကအမှန်ကိုအမှန်တိုင်းပြောတယ်เนาะအဲ့လိုလူမျိုးနဲ့ တယောက်ကတော့ယဉ်ကျေးတဲ့ပုံစံမျိုးစောင်းနေတယ်ဒါပေမဲ့တကယ်ယဉ်ကျေးတာမဟုတ်တော့ဘာဖြစ်လဲကလိန်ကချစ်ပြောတယ်မဟုတ်တာမမှန်တာကိုဟုတ်မှန်တယ်ဆိုတဲ့ဟာမျိုးလီစယ်ပြီးပြောတယ်အဲ့လူနှစ်ယောက်ဘယ်သူတန်ဖို့ရှိလဲအဲ့ဒါပဲအဲ့တော့မင်းမေကမင်းတို့စုံးမမဟာတားရေတားနဲ့သူနဲ့ဘာဖြစ်တာလဲ။ तू ကတားကိုဘာဖြစ်လို့အဲ့လိုစကားပြောတာလဲ။တားကိုဘာပြောတာလဲ။ဟာတားပြောတာတော့မှားနေတယ်လေ။တားအဲ့လိုမဟုတ်တာကြီးပြောတဲ့အတွက် तू ပြန်ပြောတာ။တားအဲ့လိုနောက် तू ပြောတာတော့တားမကြိုက်ရင်မဟုတ်တာနောက်တားမပြောရဘူး။ မိဘဆိုအဲ့လိုဆုံးမရတယ်ဟုတ်လားမှတ်ထားအဲ့တော့မင်းတို့မိဘတွေတော့ပောက်ပန်း40ဗယံမတာမလို့မင်းတို့လည်းအဲ့လိုဖြစ်နေတာလေအဲအဲ့လက်ဦးစရိယမိတိုက်ဆိုပောက်ပတ်စရိယမိနစ်ဖတ်ဆိုမိမဆုံးမဖတ်မဆုံးမရင်ဘာဖြစ်တယ်ပောက်ပန်း40ဘဝရောက်တယ်အမှတ်ထားတိလားမင်းတို့ကမင်းတို့ဖြစ်နေတဲ့ဘဝကဘာဖြစ်တာတိလားကိုဆောက်ဆင့်ကိုမတိတာမင်းတို့မင်းတို့မင်းတို့အားနေချက်ကအဲ့ဒါပဲကိုဆောက်ဆင့်ကိုမတိရကိုကိုအကောင်ထင်တာအော်စကားပြောဆောက်ကြီးဆောက်တဲ့ကိုနည်းနည်းလေးတိတဲ့ဟာကို ကတ်အများကြီးတည်တဲ့ကိုကိုထင်းအစောကြီးစောက်ကျဲတွေပြောဗယံပဒမဟုတ်ကဟုတ်ကားတွေပြောအတူများပြန်ပြောမခံနိုင်ဘူးရှူးရှူးထဖြစ်ကောအေးအဲ့ဒါမင်းတို့ဖြစ်နေတဲ့ဘဝနော်တနာဖို့ကောင်းတယ်မင်းတို့တွေကကျွန်တော်တို့ငယ်လေးတွေကကျွန်တော်မိဘတွေကဟောပြောပြဆိုပြသွန်သင်ဆုံးမလာတာရှိလူတယောက်ရှင်ပြန်ရင်ကောင်းသောရှင်ပြန်ရင်လည်းရှင်ပြန်တယ်လူတယောက်ရှင်ပြန်ဟုတ်တယ်အဲ့ဒါတော့မှန်တယ်အေးကောင်းသောရှင်ပြန်ရင်လည်းရှင်ပြန်တယ်နောက်တစ်ခုကကျတော့တို့ကဟိုဥပိ္ပကံပြုတော်မြန်မာနိုင်ငံလူကြီးကလေဥပိ္ပကတရားဆိုတာရှိရတယ် ်တယ်ဘောကမှချုပ်တော့ရရရှုံးပေးလိုက်ရမရှင်းနိုင်ရအောင်ဘာဖြစ်လဲဥပိ္ပကတရားဆိုတာရှိရတယ်အဲ့ဒါဆိုဥပိ္ပကတရားရှိရင်အရှိမငါ့ကိုဗီဒီယိုဖိုင်တွေခဏခဏတင်ပြီးဘာလို့လို့ပြောခဲ့တာလဲလို့ဥပိ္ပကတရားထားလိုက်လေဟမ်မတ်ထင်းရတယ်ပြင်လိုက်မတ်ထင်းရတယ်မင်းဥပိ္ပကတရားထားတယ်ဆိုရင်အခုငါမင်းတို့ပဲအဲမှာနော်အဲ့လိုပေါက်ပန်း၄၀ပြောတဲ့ကောင်ကြီးဆိုငါ reaction လုပ်ပြီးငါစော်တယ်အခုဟိုမှန်ကြောင်လေးကောင်လေးတော့ ဗီဒီယိုဖိုင်တွေကို edit လုပ်ပြီးတော့ဒုဒီဓာတ်အပံတွေထည့်ပြီးတော့ပြန်ပြောမဲ့အဆင့်တော်မရှိဘူးအဲမင်းပြောတဲ့ဥပိ္ပခါတဲ့အဲ့ကောင်ကဒီနေ့ထိ YouTube မှာ reaction မလုပ်ထားဘူးဘာမတန်လို့စဲတာတော့ဘောင်ဝင်တန်းဝင်အောင်စဲနိုင်တဲ့ကောင်မဟုတ်တဲ့အတွက်လူစင်မမီတော့ဘောမဘောမှာမှာလူစင်မမီတဲ့ဘောမှာငါထားတယ် reaction တော့ငါမလုပ်ဘူးဥပိ္ပခါဆိုတော့အဲ့ဒါစောက်ဖက်ကိုမလုပ်ဘူးအဲ့တော့မင်းကမင်းမင်းကဥပိ္ပခါထားတယ်ဆိုရင်အရှင်းမင်းကတင်ခဲ့တာဗီဒီယိုဖိုင်ဘယ်နဲ့ချိန်ရှိသွားပြီ စကားဆိုတာမှန်တာကိုပြောရတာကွာယောက်ျားပီတာယောက်ျားဆိုအဲ့လိုဘလောင်းပလဲမပြောရဘူးမှတ်ထားမိမိမင်းကိုမဆုံးပါဘူးမှအဲ့လိုမျိုးတားရင်ယောက်ျားဆိုတာဘလောင်းပလဲမပြောရဘူးမဟုတ်ကဟုတ်ကမပြောရဘူးတီတီတန့်တန့်ပြောရတယ်ကလိန်ကကြင့်မပြောရဘူးမိမိမင်းကိုမဆုံးပါဘူးမလားဟောင်းတော့မဟုတ်နဲ့မဆုံးပါဘူးငါတိတယ်အေးအခုငါဆုံးမပေးမှတ်သွားမင်းအသေးတဲ့ထိတိလားမင်းယောက်ျားပီတာရှင်ဘလောင်းပလဲမပြောနဲ့ကလိန်ကကြင့်မပြောနဲ့နော်အဲ့ဒါမင်းအဲ့ဒါဆိုရင်မင်းဘဝကဘာဖြစ်မလဲစစ်ခွေးငထိန်ဘဝကနေစစ်သားငထိန်ဖြစ်လိမ့်မယ် ငါအကောင်းနဲ့စေတနာနဲ့ပြောတာမင်းတို့စစ်ခွေးလို့ဘာဖြစ်လို့ခေါ်ကန်းနေရလဲအဲ့ဒါလေးကိုနည်းနည်းတုတေသနာပြုငါတို့ဘာဖြစ်လို့လူတွေစစ်ခွေးခေါ်တာလဲနော်အဲ့ဒီစာလေးကိုတုတေသနာပြုတိလိုက်အရှင်နဲ့လို့မိမိရနိုင်လဲရှုံးတယ်အတန်မိုးခြင်းမတူညီဘူးဥပိ္ပခာပြုတဲ့ကားနောက်ကမြန်မာနိုင်ငံလူကြီးကတီးတဲ့နားလေတဲ့သူကြီးကပြောတဲ့ခါကျရင်အဲတွေ့ရောတူတူမဟုတ်ဒီကောင်တွေဖြစ်နေဖို့ပြက်တနာအဲ့ဒါသူတို့သူတို့သူတို့တီးသူတို့တတ်သူတို့အကောင် တိုင်းပြည်မှာစစ်သားအုပ်ချုပ်မှရမှာစစ်တပ်တာလင်နိုင်ငံတော်စစ်တပ်တာလင်အုပ်ချုပ်သူစစ်ဘိုလ်တွေတာလင်အုပ်ချုပ်မယ်စစ်သားတွေတာလင်အုပ်ချုပ်မယ်စစ်သားတွေစစ်ဘိုလ်တွေဒီအကုန်တိတယ်အဲအဲအဲ့ဒီအဲ့ဒီအစွဲစွဲပြီးယူနေကြတယ်ကြည်လို့တိတဲ့တက်တက်လူကပြောလက်မခံဘူးမန်ဒါဒါတူကတိတဲ့တက်တက်လူပေါ့နော်အဲ့လိုမျိုးပေါ့ငါတိကွာအဲ့ဒါအဲဘာဖြစ်လို့လဲဆိုတော့သူတို့လူကျင်တာအမှန်တရားမဟုတ်သူတို့လူကျင်တာကသူတို့ level နဲ့သူတို့ကြိုက်တဲ့စကား လူပိတ်ကြိုက်တဲ့စကားပေါ့နော်လူပိတ်ကြိုက်တဲ့စကားအဲ့တော့အကောင်တည်တဲ့ဒီညီမနိုင်ငံနဲ့ပြန်ဝင်လာလို့မရအောင်နော်အဲ့တော့အဲ့လိုပြည်ပြည်ဝင်ရန်ပြင်းနေအောက်တန်းစားစီးမဲ့ကမ်းမဲ့အောက်တန်းစားပြောတွေကြိုက်တဲ့လူတွေကြိုက်ရင်အဲ့မှာတော့ကြည့်နော်ကျွန်တော်တို့ကစီးပွားသမင်းသမင်းရှာတာအဲ့လိုသမင်းရှာတာမဟုတ်နော်တပြားတစ်ချက်မှလည်းမရအောင်ကျွန်တော်လက်ရှိတဝန်ထမ်းဆောင်နေတာအခုလက်ရှိမြန်မာနိုင်ငံမှာသူ့ရဲ့ကြီးကဖျားပဲရှိတယ်နော်ဟုတ်ပြီလားကျွန်တော်ပြောတာနားလေလားမတူဘူးဗျ level မတူဘူး သိရှိပါဦးနေမတူဘာ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 ဖြစ်တယ်ဘာလဲသူကကျွန်တော်လက်လက်ရှိတာဝန်ထမ်းဆောင်တာတူးထက်ကြီးတယ်ဖះရပဲရှိတော့တယ်ဘာဖြစ်လဲရှာတာအဲ့လိုတွင်ရှာတာမဟုတ်เนาะတပြားတစ်ချက်မှလည်းမရအောင်အဲ့တော့ကျွန်တော်လက်ရှိတဝန်ထမ်းဆောင်နေတာအခုလက်ရှိညမနိုင်ငံမှာသူ့ရဲ့ကြီးကဖះရပဲရှိတယ်ဟာတွတိเนาะတွတိတူးထက်ကြီးကဖះရပဲရှိတော့တယ်တဲ့သူတို့သူတို့ကအကုန်တိကုန်တက်ညမနိုင်ငံမှာအဲ့ဒါကြီးကဖះရပဲရှိတော့တယ်တဲ့ကဲကြီးယူနေတာဒီကောင်တွေယူနေတာ နော်အဲ့ဒါကြည့်အဲ့ဒါတူကြောင်လို့ဖြစ်လာမို့လက်ရှိစစ်ဘိုလ်ချုပ်အများစုကအဲ့ဒီအတွေးကအဲ့ဒီယူဆမျိုးနော်ဟုတ်ပြီလားကျွန်တော်ကတော့နားလေတာပြီမတူဘူးဗျ level မတူဘူးသိရှိမောင်းရင်မတူနားလေပုံရင်မတူဘူးနော်အဲ့တော့အဲ့ဒီကောင်မဟုတ်ငထိတ်ငါပြောတာကမင်းအမေတိရှိပုံချင်းလည်းမတူနားလည်းပုံချင်းလည်းမတူနော်ဒါမဲ့လူမှန်ရင်ဘာဖြစ်လဲမင်းဆိုရင်မင်းမှန်တည်ရချီးဆိုရင်ချီးမှန်တည်ရဟုတ်လားငါပြောသီးဆိုရင်ငါပြောသီးမှန်တည်ရအေးအဲ့လိုပဲမင်းလည်း မင်းအမေတိရှိပုံကြီးတူ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 ငါလည်းငါငါတိရှိပုံကြီးတူတူတူဒါပေမဲ့ချီးကိုတော့ငါပြောသေးလို့လို့မရဟုတ်တယ်နော်ငါပြောသေးကိုချီးလို့လို့မရလက်ပကတိရှိတရားကိုဖုံးဖိပြီးတော့ကိုထင်နေတာပြောလို့မရငါပြောခဲ့ဆိုခဲ့ဗီဒီယိုဖိုင်မှန်တယ်မြတ်ဟုတ်လားအဲ့လိုမျိုးမဟုတ်တာအဟုတ်လို့ပြောထားတာရှိလားရှိလားဒါပေမဲ့မင်းတို့ပြောထားတဲ့ဗီဒီယိုဖိုင်တွေမဟုတ်တာကိုအဟုတ်လို့ပြီးတော့ဗယံမတာပြောထားတာအများကြီးပဲလေ ဒါကြောင့်မလို့ငါတို့ကထောက်နေရတာလေဟမ်ဘာလို့ပြောနေရလဲဟမ်ဖះကြီးဟုတ်လားကိုကိုဖះကြီးစိမ့်ပိုင်းဆိုရုံးမှကြည့်နေဟမ်ကျွန်တော်တွေမှာမှန်လို့မှန်တယ်သူကပြောချင်တာပြောလေစီဘာသာရကျွန်တော်တခုပြောမှာလူတယောက်ကိုရှစ်နေရင်မဆိုင်တပြောရတတိမရှိပဲနဲ့နောက်ကြပြောနေတာယောက်ျားမဟုတ်ဘူးဗျအဲ့ဒါကျွန်တော်တို့သိတယ်မိမရှာမိမရှာဆိုတော့နိုင်တော့မအောင်တန်းကြသေးတယ်မိမရှာကြီးအစင်းတန်းရှိတယ် level တခုရှိတယ် อ๋อဟုတ်လားအေးမင်းမရှာနော်ဟုတ်တယ်ငါ့ကိုဗီဒီယိုဖိုင်တင်ပြီးတော့ပြောတာဘယ်ဘယ်ဘယ်စစ်ခွဲတယ်ငါ့ကိုအရင်ဟောင်မင်းနဲ့ငါနဲ့အရင်ဆုံးစပြီးတယောက်တယောက်ရီရှင်လောက်တာဘဒူကအရင်ဆုံးလောက်တာလေနော်ဘဒူကအရင်ဆုံးပြောတာလေဟမ်ဗီဒီယိုဖိုင်တွေဖြတ်ပြီးတော့လာတော့မငင်းနဲ့နော်ဟမ်တိလားဗီဒီယိုဖိုင်တစ်ခုတင်ပြီးငါ့ကိုပြောလိုက် ပြီးဖြစ်လိုက်အဲ့ဒါမင်းပြောတယ်မင်းမရှာဆိုတာအဲ့ဒါနောက်ပြီးရှစ်နေမှာမပြောရဲလို့ပါတယ်မြန်မာပြည်လာပြီးမင်းရှင်မှာငါလာပြောပေးရမှာဟမ်လူတကာတိတဲ့ public ဟမ်ပပလစ်မှာတင်ပြောတာတော့ရှေ့နေမှာမပြောရဘူးလာခဲ့လေမင်းနဲ့ငါနဲ့အဲ့ဒါလိုက်ချိတ်ပြီးမပြောရဲလားဟမ်ဒီဘိတ်ပြောနိုင်လားလိုက်ချိတ်ပြီးတော့ဒီဘိတ်ပြောနိုင်လားရှေ့နေမှာမပြောရဲလို့ဆိုတော့ဟမ်ကိုစိကိုတိအချိန်မျိုးချိန်လိုက်တိလာမင်းစစ်တပ်ဘက်ကမင်းကိုစားသူကြီးပြောနော်ရတယ်ပြောတယောက်တစ်ချိန်မျိုးပြောမယ်လားအမ်မင်းကလေနော်ဟုတ်ပြီလားမသိဘူးအဲ့တော့ဘာလုပ်မှလဲ အဲ့ကောင်မြန်မာနိုင်ငံနဲ့ပြောင်းလဲအခါကျမှစကားပြောမယ်လေမှန်တွေ့လားအဲ့ဒါအဲ့ဒါမင်းတို့ကမင်းတို့စိတ်ထဲမှာလေငါတို့အာနာရှိတဲ့ကောင်တွေဒီကောင်နေဦးမမမိသေးခင်ပြောတာမိမထုတ်လဲအဲ့တလိဆန်နော်အဲ့လားတလိဆန်လူမဟုတ်ဘူးလားဟာလူဆိုရင်အမှားအမှန်အတွက်တိတယ်ဒီကောင်နဲ့ငါနဲ့ဘယ်သူကမှားတာပြောနေဘယ်သူကမှားတာပြောနေလဲအမှားအမှန်အကောင်အဆိုးလူကကြည့်မင်းတို့ကအဆွယ်ရှိတဲ့ကောင်ကအဆွယ်အားကိုးတယ်အဆွယ်နဲ့ပတ်လိုက်မှာအဆွယ်နဲ့ခုတ်လိုက်မှာ ဲ့ဒါနာဥโจရှိတဲ့ကောင်ကဥโจအားကိုးတယ်မဟုတ်လဲဂျိုနဲ့ခပ်လိုက်မှာဟမ်ဟုတ်တယ်နော်အဲ့တော့မင်းအခုမြန်မာပြည်ပြန်လာမှစကားပြောမှဆိုမင်းဘာပြောရလဲအမ်မင်းတို့မှာလက်နက်ရှိတယ်လေမင်းတို့အာဏာရှိတယ်တလိမ့်ဆန်ပဲအဲ့တော့မင်းတို့ကဖွေးမျိုးလို့ပြောရင်မင်းတို့နာတယ်ဟုတ်တယ်နော်မင်းတို့ကမင်းတို့ဖြစ်နေတာအခုငါပြောတာမှားလာခဲ့အေးအဲ့တော့မင်းတို့ဖွေးမျိုးပဲလားပြီလားထဲလူခွေအပြေဝရတဲ့တိုင်းကြီးကြက်တဲ့နိုင်ငံချင်းလိုက်လာမင်းနဲ့ငါရေမောင်တန်းပြီးမြန်မာပြည်သားအများစုရှိတဲ့နေရာမှာလမ်းလျှောက်သွားမယ်ရှင်းလား နော်ဥပဒေစိုးမိုးပြီးတော့လူ့ကိုယ်အပြည့်အဝရှိတဲ့တိုင်းပြည်မှန်တယ်နဲ့တိုက်တဲ့တိုင်းပြည်ချိန်လိုက်မင်းစောင့်စင်ထွက်ရဲလားအဲ့မျိုးအဲ့ဒါမှအစင်တန်းမှတ်ထားဒီလားစောက်ခေါင်းတွေကအော်ပြီးတော့တိုင်းပြည်ကိုလက်နက်ပြအာဏာသိမ်းပြီးတော့တတိရှိပြန်လာခဲ့ငါဘာလို့ပြန်လာအဲ့ဒါတလိုက်ဆန်နေရလားဟမ်မင်းအစွမ်းစားမဟုတ်ဘူးအဲ့ဒါလက်နက်ကအစွမ်းစားဒီလားမင်းအမဲလေးမင်းအောင်လာရစားပြီးမင်းတို့အောက်ထည်စစ်ခွေးတွေဒီဘာဖြစ်လို့စစ်ခွေးလို့ခေါ်ကန်တိတယ်တိပြီလားအဲ့ဒါကြောင့်နော်အဲ့ဒါမင်းတို့ကအစွမ်းစားမဟုတ်ဘူး အခုမင်းအောင်လိုက်နေရာမှာခွေးတကောင်ကိုနော်ကာဝဲဦးစည်းချုပ်ဝတ်စုံဝတ်ပေးလိုက်ကြည့်အခုမင်းတို့အမြောက်စားနေတဲ့တရုတ်နဲ့ရုရှားလက်ခံမှာပဲတိလာအဲ့ဒါမင်းတို့ရဲ့အစွမ်းမဟုတ်ဘူးလေတိလာကိုစီဆိုတဲ့ငါငါမှဘာမှပါဝါအာဏာမရှိဘူးရှင်းတယ်မလားအေးအဲ့လားပဲအဲ့တော့လူ့ဝင်အပြည့်အဝရှိတဲ့နေရာမှာရင်မောင်းတမ်းပြီးလမ်းလျှောက်ကြည့်မလျှောက်ရဲလားလို့ဟမ် ငထင်းရဲ့ကိုအဆင်ကိုမတည်ဘူးနော်အဲ့တော့ဒီကောင်တွေကတည်တဲ့ညီမနိုင်ငံလေးပြောင်းလာတော့မရောဖြစ်မှုဆိုတော့ရှင်းပြရတာမရှိဘူးဟုတ်ရဲ့ဟုတ်ရဲ့မဟုတ်သူတို့စစ်တပ်ကမရှုံးလေအခုအာနာသိန်းတာသူတို့စစ်တပ်မဟုတ်ဘူးတော်လိုင်းဘက်ကအာနာသိန်းတာနေနေစွန့်နှုတ်လိုက်ကြတာသူတို့စစ်တပ်မဟုတ်တော်လိုင်းဘက်ကစွန့်နှုတ်လိုက်ကဟုတ်တယ်မလားဟုတ်တယ်နော်အေးအေးအရှင်းပြရတာမရှိဘူးအဲ့တော့ကျွန်တော်ပြောရဲပြောသလိုပဲညီမနိုင်ငံလူကြီးကတီးလို့တက်လို့နားလေလို့ပြောရင်လက်သက်မှာအာပြောရအောင်ဆရာကြီးပြောတယ်ချန်နားတော့ခင်ဗျားတို့ ပါဇက်မားနဲ့တိလို့တက်လို့ပြောနေတာနားထောင်ပြီဗျာတကယ်ပဲအဲ့ဒါမျိုးကသူတို့လူကျင်တာအဲ့ဒါမဟုတ်မဟုတ်သူတို့လေပင်နဲ့ကြိုက်တယ်သူတို့ကြိုက်တဲ့စကားကိုသူတို့လူကျင်တာအဲ့တော့အဲ့ကောင်တွေကလူရဝင်တော့ဝင်လိမ့်မယ်အဲအဲ့ဒီအပိုင်းမှာပဲနော်လူတော့မတို့ဘယ်တော့မှအဲ့တော့အဲ့လိုပြောနေတယ်လေဟုတ်လူရဝင်တာနဲ့လူတော့မတို့နေဘာကွာလဲကွာဟမ် လူတော်မတိုးဆိုတာ ကလူတွေကြားထဲမှာသွာလာနေထိုင်လို့မရဘူးကိုစီဆွဲကောင်လူတွေကြားထဲသွာလာနေထိုင်လို့မရဘူးလားထိုက်တရိုင်ကတော့ရှောက်တော့နှစ်နှစ်ဆက်တယ်အဲအခုတော့ဆက်ရုံနဲ့ခေါ်ထားတပုံကြီးဟမ်လူရမဝင်ဘူးဆိုတာလူအတိုင်းဝိုင်းထဲမှာဘယ်နေရာမှဝင်ဆက်လို့မရအဲ့နေရာကငါဝင်ဆက်လို့မရရှိလားမင်းနဲ့ငါအဲ့ဒါဆိုဟမ်တာမန်ပြည်သူတွေကြားထဲငထိတ်ကျွန်တော်စစ်သားငထိတ်မှာလို့လမ်းယူနီဖောင်းဝင်လမ်းလျှောက်သွားလို့ရတယ်မင်းမင်းတို့နိုင်ငံထဲမှာပဲနော်မင်းတို့အာဏာသိမ်းထားတဲ့တိုင်းပြည်ထဲမှာပဲနော် ထိုင်းနိုင်ငံကိုပြောတာမဟုတ်ဘူးမလေးရှားကိုပြောတာမဟုတ်ဘူးစင်ကာပူကိုပြောတာမဟုတ်ဘူးဂျပန်ကိုပြောတာမဟုတ်ဘူးမင်းတို့အာနာတိန်းထားပါတယ်ဆိုတဲ့နိုင်ငံထဲမှာသိလားဟမ်အခုတော့မြို့တွေမှာတွားပြီးတော့နယ်တွေမှာတွားပြီးတော့မြန်မာတိုင်းငံတို့လွတ်လပ်စွာမီယူနီဘောင်းကိုပြီးတော့ကျွန်တော်စစ်သားငထိန်းပါလို့လူတွေဝင်လာအဲ့လားအဖြေပဲအဲ့လားအဖြေပဲသိလားကိုယ့်ကိုယ်ဘယ်ဘွားရောက်နေမှာမင်းမသိဘူးမလားဟမ်အဲ့ဒါပဲအဲ့တော့အယူထောင်တော့နော်ဘယ်နည်းမင်းပြောစကားပဲသူတို့ level နဲ့မှီတဲ့စကားကိုပဲသူတို့လိုချင်တာဆိုတော့ မင်းကဘာနဲ့တူရလဲဆိုတော့အယူထောင်သွားကြည့်နော်တရားလေးတရားလေးနာမည်ကြီးအယူထောင်သွားအမှတွေ့အယူတွေဟဲ့လူခမအယူလာသွားမြည်ကြည့်အဲ့အယူတွေကတို့တို့ယူတယ်မပြောဘူးပြတော့မှာအဲမင်းမင်းဘာလာပြောနေလားပြောမှာပဲမင်းစင်အဲ့ဒီတပုံစံနဲ့ငါမစ်စီစင်မှာကွင်းလက်ကွက်ခလဲမြင်သွားတယ်ဩတလောကမှာဘယ်ယူမှယူတယ်လို့မပြောပါလားဆိုတော့ငထိန်ကဒါလုတ်ပြသွားတာပဲလို့နော်အဲသူရှာမစားဘူးကိုကတက်လို့ကိုကိုတတ်မှတ်ထားတယ်ဆိုရင်နှစ်သုံးဆိုလဲကောင်းနေတယ်ဘယ်တော့မှစင်မပြောနဲ့ ကိုယ့်ကိုတန်ဖိုးကြီးကိုယ့်ကိုအချစ်ကိုယ့်ကိုတန်ဖိုးတာကိုယ့်ကိုတန်ဖိုးတာကျွန်တော်တို့ကကျွန်တော်တို့တွေ့ကြုံခဲ့တဲ့ဘဝနဲ့ကျွန်တော်တို့ကပြောတာကျွန်တော်တို့သိရှိနားတယ်လို့ပြောတာဟုတ်သူကပတ်စံမီလိုက်တက်လို့မရတဲ့တင်တဲ့အများကြီးတယ်ဘဝအတင်ပေးတယ်ဘဝအတင်ပေးတာလူပြောတဲ့အကောင်းဆုံးလက်ချာပဲနော်ကပြောရပြန်နော်ကြည်သာဒါပေမဲ့ခုနကပြောသလိုပေါ့ဗျံမတာတွေလျှောက်ပြောပြီးတော့ဘာဖြစ်တယ်အစိတ်မခန့်တဲ့လောကကိုမင်းမှားတာပြောရင်အခုမင်းကမေးချင်တာကမင်းနဲ့ပတ်သက်လို့ ်မင်းမှမဟုတ်ပဲနဲ့မမှန်ပဲနဲ့ငါဘက်ကဆွတ်ဆွဲပုတ်ခတ်ထားတာရှိလားရှိပြတ်နော်ရှိပြတ်ငါနဲ့ပတ်သက်လို့မင်းမဟုတ်ကောက်ကပြောတာအများကြီးဟမ်မင်းအခုဒီဗီဒီယိုဖိုင်မှာလည်းမင်းမနဲ့ခုပြောရတယ်ကြည့်လေအဲ့တော့ငထိတ်ငါပြောချင်တာကနော်မင်းစစ်သားပိတာချင်တာစစ်ခွေးပိတာချင်တာကိုကိုအဲ့ဒါလေးပဲစဉ်းစားသိလားစစ်ခွေးဘဝဘာဖြစ်လို့ရောက်ရတာလဲမြမပီသားတွေကဘာဖြစ်လို့စစ်ခွေးလို့ခေါ်ကြတာလဲ ဒါလေးကိုမစဉ်းစားပါစစ်ပွဲလို့အလကားတက်ခေါ်တာမဟုတ်ဘူးတိလားเนาะအဲ့လောက်ဆိုမင်းတိကျွန်တော်ရဲ့ channel ကိုနှစ်သက်တယ်ဆိုရင်လဲ like and subscribe လေးကိုလည်းပြီးခဲ့ကြပါ